ယောဂီအပေါင်းတော်ကောင်းတို့ယခုအချိန်ခါမှာတရားရှုမှတ်ကြရမယ့်အချိန်ခါဖြစ်ပါတယ်။မြတ်စွာဘုရားသခင်တော်မြတ်ကြီးကမဟာသရိပ္ပဏာတုတ်တော်ကြီးမှာတရားရှုမှတ်တဲ့ယောဂီပုဂ္ဂိုလ်များဟာသရိပ္ပဏာ၄မျိုးထဲမှာတစ်မျိုးမျိုးနဲ့ရှုမှတ်နိုင်ပါတယ်လို့ဟောကြားတော်မူခဲ့ပါတယ်။ မိမိရဲ့တဏ္ဍာမှာတဏှာကိလေသာများပြီးတော့ဉာဏ်လေးတဲ့ပုဂ္ဂိုလ်များဟာကာယ ानु ပတ္တနာတတိပဋ္ဌာန်ဤနဲ့ရှုမှတ်ရမယ်လို့ဟောကြားတော်မူခဲ့ဉာဏ်တော့ထက်မြက်ပြီးတော့တဏှာကိလေသာတွေများနေသေးမယ်ဆိုရင် ဝေဒနာနုပဒနာတတိပဋ္ဌာန်နီးနဲ့ရှင်းမရမယ်တဲ့ညာနေကလေးမယ်ဒိဋ္ဌိကိလေသာကများမယ်အဲဒီလိုဆိုရင်တော့စိတ်တဏုပဒနာတတိပဋ္ဌာန်နီးနဲ့ရှင်းမရမှာပါညာထက်မြက်တဲ့ပုဂ္ဂိုလ်များကြတော့ဓမ္မနုပဒနာတတိပဋ္ဌာန်နီးနဲ့ရှင်းမရမယ်တဲ့ပထဂရာတွေမှာဒီလိုပဲဖွင့်ပြထားပါ သို့တော်လည်းပဲယထာပကရဝိပဿနာဘိနိဝေသောလို့ဒီလိုလဲပြောထားတဲ့အတွက်မိမိရဲ့တဏ္ဍာမှာဘယ်သတိပဋ္ဌာန်ဤနဲ့ကဲ့ညီမယ်ဆိုတာကိုယ့်ရဲ့အစ္စဒဣစ္ဆတယဓာတ်ခံကိုမဝေဘမပိုင်းခြားနိုင်ဘူးဆိုရင်ရှုမှတ်ရမယ့်သတိပဋ္ဌာန်ကိုလည်းပဲမဆုံးဖြတ်နိုင်ဘူးဖြစ်တတ်ပါတယ် အဲ့ဒီလိုဖြစ်လာပြီဆိုရင်ယထာဘဂဒဘိနိဝေသောဆိုတဲ့စကားအတိုင်းပဲထင်ရှားတာကိုရှုပါယုတ်တရားကလေးထင်ရှားရင်ယုတ်တရားကိုရှုဝေဒနာထင်ရှားရင်ဝေဒနာကိုရှုစိတ်ထင်ရှားရင်စိတ်ကိုရှုဝေဒနာပဲစိတ်ပဲယုတ်ပဲလို့အဲ့ဒီလိုမတတ်မှတ်ဖဲနဲ့သဘောတရားလေးတွေဖြစ်လို့သဘောတရားလေးတွေပြတ်တယ် အဲ့ဒီလိုထင်မြင်လာပြီဆိုရင်အဲ့ဒါဓမ္မနုပသနာနီးနဲ့ရှုနေတယ်လို့ဒီလိုခေါ်ပါတယ်မဟုတ်ဆရာတော်ဘုရားကြီးကတော့အဲ့ဒီစကားကိုခြေခံပြီးတော့တရားရှိမှတ်တဲ့အခါမှာယောဂကိုရှိတယ်ယောဂကိုရှိမှတ်တဲ့အခါမှာဘလုံးမရှုလို့မရဘူးဘလုံးမမြင်နိုင်ဘူးဆိုရင် ဝရဏကိုပြောင်းရှုဝရဏရှုလို့လည်းဘယ်တော့မှအဆင်မပြေဘူးဆိုရင်စိတ်ကိုပြောင်းရှုအဲဒီလိုရှုနေရင်လည်းမိမိရှုသေးဖြစ်တဲ့အရှုကံတရားအပေါ်မှာအာယုံကလေးကြပြီးတော့တမာတိလေးရပြီးတော့ရှုလို့မှတ်လို့အဆင်ပြေသွားပြီဆိုရင်အဲဒီအရှုကံတရားနဲ့မိမိနဲ့ကိုက်ညီတဲ့သဘောတရားပဲလို့အဲဒီလိုသဘောပေါက်ပြီးတော့ အဲ့ဒီရှုကံတရားကိုပဲစိုက်ပြီးတော့ရှုပါလို့ဒီလိုဟောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်ယောဂီပုဂ္ဂိုလ်များဟာမိမိတဏ္ဍာမှာတဏှာကလေးသာကများသလားဒိဋ္ဌိကလေးသာကများသလားဉာဏ်ထက်သလားဉာဏ်လေးသလားဆိုတာကိုဝေဘာပိုင်းခြားနိုင်ဖို့ရအမတန်ခက်ခဲတဲ့အတွက်ဘယ်သတိပ္ပံကိုရှုမယ်လို့မတတ်မှတ်ဖဲနဲ့ ဆင်ပြေတဲ့တတိပဋ္ဌာန်တစ်ခုခုကိုစပြီးတော့ရှုကြည့်လိုက်ပါရုပ်ရှုရတာဆင်ပြေရင်ရုပ်ကိုရှုမယ်ရုပ်ကိုရှုတဲ့ယောဂီပုဂ္ဂိုလ်များဟာအထူးသဖြင့်တော့ဣရိယာပုတ်၄မျိုးရှိတဲ့အထက်မှာဇင်ညာရှောက်ခြင်းဣရိယာပုတ်မတ္တရာခြင်းဣရိယာပုတ်များနဲ့ရှုလေရှုတာရှိပါတယ် စိတ်ကိုရှုတဲ့ယောဂီပုဂ္ဂိုလ်များဝေဒနာကိုရှုတဲ့ယောဂီပုဂ္ဂိုလ်များကြတော့ထိုင်ရိယာပုံနဲ့ရှုလေရှုတာရှိပါတယ်။သို့တော်လည်းပဲဒီရိယာပုံနဲ့ဒီလိုမျိုးနဲ့ရှုလို့ရတယ်လို့ဒီလိုတော့မသတ်မှတ်ပါနဲ့။ဗေရိယာပုံမဆိုမိမိရဲ့တဏ္ဍာမှာယုတ်တရားနန္တရားတွေတွဲပြီးတော့ ေါ်ပေါက်နေတာဖြစ်တဲ့အတွက်တတိပဌာန်၄ပါးလုံးကိုပဲ ရှုမှတ်ပွားများနိုင်ရပါတယ်အဲဒီလိုရှုတဲ့အခါမှာရုပ်ကိုရှုပြီးဆိုရင် ရုပ်ရဲ့သဘောကိုသိဖို့လိုတယ်ရုပ်စရာကဟောဒီပုံမှန်တရပညာဆိုင်ခဲခြင်းမဟုတ်ပါဘူးပုံမှန်တရပညာဆိုင်ခဲခြင်းဟာရုပ်ကြမ်းလို့ခေါ်တယ် တမထရဲ့နမိတ်ပညာတရားကြီးပါဝိပဿနာဖြစ်အောင်ရှုတဲ့အခါကျတော့ယုံနုလို့ခေါ်တဲ့ဖောက်ပြန်ပျက်စီးတဲ့သဘောတရားကလေးတွေကိုမြင်အောင်ကြည့်ရမှာပါဒုဗောင်ကခြေလဲဆိုတဲ့ဟောဒီပုံမန္တရာကြီးဟာပညာယုတ်အဲ့ဒီပညာယုတ်ကြီးကြည့်ပြီးတော့ငါးစောဆွဲနေတယ်အဲ့ဒီပညာယုတ်ကြီးကိုပြိုကွဲသွားအောင် ဆာမေမွေးညင်ချေသိလက်သည်သွားရေတူရေပါဆိုပြီးတော့32ကုဋ္ဌာဒီလိုလဲခွဲရှုရတယ်အဲဒီလိုခွဲရှုလိုက်တဲ့အတွက်ပုံမန္တရာကြီးပြောင်းပြီးတော့ငါဆိုတဲ့ဆွဲတော့ကင်းသွားတာမှန်ပါတယ်ဒါပေမဲ့ဆာမေမွေးညင်ချေသိလက်သည်သွားရေတူရေပါဆိုတဲ့အဆိုင်ခဲပုံမန္တရာအပေါ်မှာနမတက်မှုဆိုတဲ့ပြဉ္ညာတရားကတော့မကင်းပါဘူး ဒါကြောင့်ဆံမင်မွေးခြင်းခြေသေးလက်သေးသွားရေတူရေပါဆိုတာဟာလည်းပဲပရမတ်စမဟုတ်သေးပါဘူးရုပ်အမှုမဟုတ်သေးပါဘူးအရိကမတဆင့်တက်ပြီးတော့ရုပ်ကလစီလေးတွေရှိတယ်ကာယတကကလတ်တို့ဘာဝတကကလတ်တို့ယုတ်တရားကလေးတွေတစ်ခုပြီးတစ်ခုဖြစ်ဖြစ်နေကြတယ်အဲ့ဒီလိုဖြစ်တဲ့နေရာမှာ တချက်တချက်ပုံကများကြတော့ရုံမှုံရုံမွားလေးတွေကိုတစားစားတရွရွတမော့မော့နဲ့ပြန်ကျဲပြီးတော့ဒီလိုနေတဲ့ဖြစ်လာတဲ့သဘောတရားကလေးတွေကိုအနေထားကလေးတွေကိုမြင်အောင်ကြည့်ကြတယ်အမှုံမွားဆိုကြတဲ့ကောကသူလည်းပဲပရမတ်မဆိုင်သေးပါဘူးကလစီအနေနဲ့ပြိုကွဲသွားပြီ ကလစီလေးတွေအသေးစိတ်ဖြစ်သွားပြီဆိုတာတော့မှန်တယ်။ဒါပေမဲ့ဒါလည်းပြည့်ညက်နေပဲမှမလို့သေးပါဘူး။ပုံမှန်တရားကြီးတော့ပျောက်သွားပြီ။ဒုဗောင်ကချစ်လဲဆိုတဲ့အနေထားလည်းပဲမရှိတော့ဘူး။အမုံမွားလေးတွေဆိုတဲ့အဆင်ရောက်သွားပြီ။အဲဒီလိုမျိုးအောင်ရှုနိုင်ပြီမဲ့လို့လည်းပဲအဲ့ဒါလည်းပဲပညာရဲ့ level ထဲမှာပဲရှိပါသေးတယ်ပရမတ်မဟုတ်သေးပါဘူး ပရမတ်စရာကပါလေအဲ့ဒီမှုံမှားကလစီလေးတွေထဲမှာလောကရပညာမှာသုံးတဲ့ကလစီလို့ခေါ်တဲ့အဲ့ဒီမှုံမှားကလေးတွေထဲမှာအဘိဓမ္မာကျမ်းကမှာပြတယ်ကလစီလို့ခေါ်တဲ့ပရိယာဘောဓိသောဝါယောစတဲ့တဘာဝတရားကလေးတွေကိုမြင်အောင်ထုတ်ဖောက်ပြီးတော့ကြည့်ရပါအောင် အဘိဓမ္မာကပြောတဲ့ကလစီဆိုတာကပရိဝေယဘောတိဇောဝါယောဝနာကန္တာရတ္တဩဇာဆိုတဲ့တဘာဝတရားကလေးတွေကိုပေါက်ဆက်ဖွဲ့စည်းထားခြင်းကိုခေါ်တာပါအဲ့ဒီသဘောတရားကလေးတွေကမှပရမတ်ယုတ်တရားကလေးတွေဖြစ်ပါတယ်ဒါကြောင့်မလို့ယောဂီပုဂ္ဂိုလ်များဟာပထဝီမြေကြီးရဲ့သဘောအာဘောဆိုတဲ့ကြီးရဲ့သဘော ဝါယောဆိုတဲ့လေးရဲ့သဘောတေဇောဆိုတဲ့မီးရဲ့သဘောအဲ့ဒီသဘောလေးတွေကိုညာကလေးနဲ့ထောက်ထောက်ပြီးတော့မြင်အောင်ကြည့်ဖို့လိုပါတယ်အဲ့ဒီသဘောလေးတွေလေးတွေဟာဘယ်မှာရှိတော့ဟောဒီပုံမှန်တရားပညာဆိုင်ခဲကြီးတွေမှာရှိပါတယ်အဲ့ဒီဆိုင်ခဲကြီးတွေမှာရှိတဲ့ပထဝီသဘော အာဘောရဲ့သဘောတေဇောရဲ့သဘောဝါရောရဲ့သဘောဒီသဘောတရားကလေးတွေကိုမြင်အောင်ထိုးထင်းသိအောင်ကြိုးစားပြီးတော့ကြည့်ပေးဖို့လိုပါတယ်အဲ့ဒီသဘောတရားကလေးတွေတွေ့မှာဒါပရမတ်စီယုံနုလို့ခေါ်တယ်ပရမတ်ယုတ်ကလေးတွေပါအဲ့ဒီသဘောတရားကလေးတွေသည်ဟောဒီပုံမှန်တဲ့ဆိုတဲ့ဒီပုံကခြေလက်မှာတည်မြီပြီးတော့နေတာဖြစ်တဲ့အတွက်ပထမတော့ ုပေါင်ကခြေလက်ကိုမြင်တယ်လို့လို့ထင်တတ်ပါတယ်။ဒါပေမဲ့ဒုပေါင်ကခြေလက်ဒီရုပ်စင်မဟုတ်ဘူးလို့ကြိုတင်သိထားဖို့လိုတယ်။အဲ့ဒီဒုပေါင်ကခြေလက်ထဲမှာရှိတဲ့ဘူသဘောဤသဘောဒါကဒီဇောရဲ့သဘောနားရကျင်နေကြိုက်တယ်ခဲတယ်တောင်းတယ်တင်းတယ်ပြောတယ်ပြော့တယ်မာတယ်ဒါကပထဝီရဲ့သဘောယူစည်းတဲ့သဘောလေးတွေရှိတယ်ဒါကအာဘောရဲ့သဘောလှုပ်ရှားတယ်ယူရှားတယ်ညင်သက်တယ် တောထိုးတဲ့သဘောလေးတွေဒါလေးတွေကတော့ဝါရောရဲ့သဘောဖြစ်ပါတယ်အဲ့ဒီသဘောတရားကလေးတွေတခုချင်းတခုချင်းထောက်ထောက်ပြီးတော့ညာကလေးနဲ့ထောက်ဆပြီးတော့ကြည်ပေးဖို့လိုပါတယ်အဲ့ဒီလိုကြည်ပေးလိုက်နိုင်ရင်ဒုက္ခနာပြီမဲ့လို့လည်းပဲတတိလေးကပ်ပြီးတော့တမာတိလေးနဲ့ဆက်ပြီးတော့ပညာလေးနဲ့ထိုးထွင်းပြီးတော့ကြည်လိုက်တော့ဒုမတွေ့တော့နာတဲ့သဘောလေးပဲတွေ့တော့တယ်ဒုသရာကပညာနာတဲ့သဘောလေးကပရမတ် ဒီလိုပါပဲပေါင်ကကြိုက်တယ်ဆိုရင်ပေါင်ကိုမြင်ရမှာမဟုတ်ဘူးကြိုက်တဲ့သဘောလေးကိုမြင်ရမှာကြည့်ကစားမှာပေါင်ကိုမြင်တယ်လို့ထင်ချင်းထင်မယ်ဒါပေမဲ့ပေါင်ဒီရုပ်စစ်မဟုတ်ဘူးဆိုတော့ညာတပညာသိနဲ့ခိုင်ခိုင်မာမာတည်ထားပြီးပြီဆိုရင်ပေါင်ကိုစိုက်မကြည့်တော့ဘူးကြိုက်တဲ့သဘောလေးကိုပဲထင်ရှားမှုရှိအောင်စိုက်ပြီးတော့ကြည့်ပါလိမ့်မယ်အဲ့ဒီနည်းနဲ့နာသဘောကျင်သဘောကြိုက်သဘောခဲသဘော အဲ့ဒီနာရကျင်နာခိုက်တာခရာကိုသိနေတာကနံစိတ်ဆိုတဲ့နံနာရကျင်နာခိုက်တာခရာကိုခံစားနေတယ်အဲ့ဒီခံစားနေတာကဝေဒနာဆိုတဲ့နံဝေဒနာဆိုတာဟာလည်းပဲစိတ်နဲ့တွဲပြီးတော့ဖြစ်တာမဟုတ်လို့အတိသဘောတရားလေးတို့မှရှိပါတယ်ဒါကြောင့်ဝေဒနာနဲ့စိတ်နဲ့တွဲရင်ခံစားပြီးတော့သိတယ်ပညာနဲ့စိတ်နဲ့တွဲရင်မှတ်သားပြီးတော့သိတယ် အားလုံးဟာအတိသဘောတရားလေးတွေတခုမှမလွတ်ပါဘူးဒါကြောင့်ဝေဒနာဆိုတဲ့ခံစားမှုသဘောကိုကြည့်ရင်လည်းပဲစိတ်ဆိုတဲ့အတိသဘောတရားကလေးဟာရှင်တွဲပြီးတော့နေတာဖြစ်တဲ့အတွက်စိတ်ကိုရှုရရောက်ပါတယ်စိတ်ဆိုတဲ့အတိတရားကလေးကိုရှုရင်လည်းပဲဝေဒနာဆိုတဲ့ခံစားမှုသဘောတရားကလေးကိုအလိုလိုမြင်ပါလိမ့်မယ်သို့တော်လည်းပဲ ဝေဒနာထင်ရှားရင်ဝေဒနာကိုကြည့်နေတယ်ဝေဒနာကိုရှုပ်နေတယ်လို့သဘောပေါက်ပါအတိတရားကလေးထင်ရှားနေရင်စိတ်ကိုရှုပ်နေတာပဲလို့အဲ့ဒီလိုသဘောပေါက်ပါအဲ့ဒီနည်းနဲ့ရှုပ်ရှုပ်သွားရင်အဲ့ဒါနန္တရားကိုရှုပ်တယ်လို့ခေါ်တယ်ရုပ်ရဲ့သဘောကအခြေချုပ်အဖြစ်ပြောမယ်ဆိုရင် ဖောက်ပြန်တတ်တဲ့သဘောရှိတယ်နာရဲ့သဘောကအခြေချုပ်အဖြစ်တိတ်တတ်တဲ့သဘောရှိတယ် ဒါကြောင့်ဖောက်ပြန်တာကယုတ်တရားသိတာကနန္တရားဘလို့ဖောက်ပြန်တယ်လဲနားပြီးတော့ဖောက်ပြန်တယ်ကျင်းပြီးတော့ဖောက်ပြန်တယ်ကိုက်ပြီးတော့ဖောက်ပြန်တယ်ပူပြီးတော့ဖောက်ပြန်တယ်အေးပြီးတော့ဖောက်ပြန်အမျိုးမျိုးဖောက်ပြန်မှုလေးတွေဟာယုတ်ရဲ့သဘောတရားကလေးတွေပဲအဲ့ဒီယုတ်ရဲ့ဖောက်ပြန်မှုသဘောတရားကလေးတွေကိုသိသိပြနေတာကြတော့နိုင်ရဲ့သဘောတရားပါပဲ ယုံသဘောတရားမှလည်းပဲဒုပေါင်ကခြေလက်မပါသလိုနာယသဘောတရားမှလည်းပဲပောကောတ္တဘာငါမရှိပါဘူးအားလုံးကသဘောတရားဆိုတဲ့သဘာဝဖြစ်စဉ်တရားကလေးတွေကြည့်ပါပဲနာရာဒီငါမဟုတ်တယ်လို့ငါပြုတ်ပြင်လို့ဖြစ်တာလည်းမဟုတ်ဘူးငါလိုဆန္ဒကြောင့်ဖြစ်တာလည်းမဟုတ်ပါဘူးငါပြောက်စီခြင်းလို့လည်းပြောက်မှာမဟုတ်ပါဘူး။နာရာဒီနာရတဲ့သဘောလေးပါပဲ သို့တော့အဲ့ဒီနာတဲ့သဘောလေးကိုစိုက်ပြီးတော့ကြည့်မယ်ဆိုရင်မနာရကနေနာလာတာဒီရုပ်ရဲ့ပေါက်ပြာမှုပါပဲအဲ့ဒီနာတဲ့သဘောလေးကိုသိတာကတော့စိတ်ရဲ့သဘောပါပဲအဲ့ဒီနာတဲ့သဘောလေးကိုခံစားတာကြတော့ဝေဒနာရဲ့သဘောပါပဲကြည့်ပါများလားတော့နာတဲ့သဘောလေးတွေဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်ဘလို့ပဲနာပင်နာနေညာတော့လည်းပဲ ော်ဒါဖြစ်တဲ့သဘောလေးပဲဒါပြတ်တဲ့သဘောလေးပဲလို့ညာကလေးနဲ့ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပြီဆိုရင် နာရာကနာရာတခြားပဲဖြစ်သဘောပြတ်သဘောလေးတွေကိုတွေ့နေတဲ့အခါကျတော့ညာကလေးကကြီးနေတော့ညာနဲ့ရှင်တွဲနေတဲ့ပိတိတရားကလေးတွေသာရတရားကလေးတွေဒီတရားကလေးတွေကလည်းဖြစ်နေတယ်အနာပြောက်ပင်မပြောင်းညာတော့လည်းပဲမိမိရဲ့တဏ္ဍာမှာတရားတရားလေးတွေခိုင်ခိုင်မာမာနဲ့ ညာတရားလေးတွေခိုင်ခိုင်မာမာနဲ့အဲ့ဒီနာသဘောကျင်သဘောတို့ရဲ့ဖြစ်သဘောပြက်သဘောလေးတွေကိုမြင်လာပြီဆိုရင်မိမိစိတ်ထဲမှာရုပ်လို့လည်းမစွဲတော့ဘူးဝိရဏလို့လည်းမစွဲတော့ဘူးစိတ်လို့လည်းမစွဲတော့ဘူးအော်ဒါလေးကဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်ရက်ကနေရက်ကနေဖြစ်လာလိုက်ရက်ကနေရက်ကနေပြောင်းသွားလိုက်ပြောင်းသွားပြီးနောက်တော့အစားထိုးပေါ်လာလိုက်တရိပ်ရိပ်နဲ့ အဆက်မပြတ်အဘောတရားကလေးတွေစီကဆင်ကဆက်ကဆက်ကနဲ့ဖြစ်သွားတာကိုမြင်လိုက်ပြီးဆိုရင်ရုပ်ဆိုတဲ့အသင်္ဒရာန်ပေါ်မှာလည်းပဲစိတ်မရောက်တော့ဝေဒနာတို့စိတ်ဆိုတဲ့အသင်္ဒရာန်ပေါ်မှာလည်းပဲစိတ်မရောက်တော့ဘဲနဲ့တဘာဝတရားလေးတွေတခုပြတ်တယ်တဘာဝတရားကလေးတခုစားထုတ်ပေါ်တယ်အဲ့ဒီတဘာဝတရားကလေးကလည်းပြတ်တယ်နောက်တစ်ခုစားထုတ်ပေါ်တယ်ဩတဘာဝတရားကလေးတွေကြီးတာ ကြောင်ကျော်ဆက်သွယ်ပြီးတော့ဆင်းဆက်မဲ့ပြဖြစ်နေတာပဲလို့အဲဒီလိုသဘောပေါက်လိုက်ရင်ဓမ္မဆိုတဲ့ပါမိညသဘောလက္ခဏာလေးကိုရှုမှတ်တာ ဖြစ်တဲ့အတွက်အဲဒါဓမ္မနုပဒနာသတိပဋ္ဌာန်ဖြစ်ပါတယ်ဘယ်လိုသတိပဋ္ဌာန်နဲ့ပဲရှုရှုယောဂကိုရှုလို့ကာယနုပဒနာသတိပဋ္ဌာန်ဖြစ်ပေမဲ့ဖြစ်သဘောပြသဘောလေးမြင်လို့မိမိစိတ်ထဲမှာယုံလို့မတတ်မှတ်တော့ဘူး တာမသဘောတရားကလေးတခုပဲလို့အဲ့ဒီလိုသဘောပေါက်သွားပြီဆိုရင်အဲ့ဒါဓမ္မနုပဒနာပါပဲဒါကြောင့်ရုပ်ရှုတုံးကကာယနုပဒနာ သဘောတရားကလေးအပေါ်မှာစွတ်စွတ်ဆိုက်ဆိုက်မြင်လိုက်ပြီဆိုရင်ဓမ္မနုပဒနာဝေဒနာရှုတုံးကဝေဒနာနုပဒနာသဘောတရားကလေးအပေါ်မှာစွတ်စွတ်ဆိုက်ဆိုက်မြင်လိုက်ပြီဆိုရင်ဓမ္မနုပဒနာစိတ်ကိုရှုတုံးကစိတ်တဏှုပဒနာ သဘောတရားကလေးပုံမှာစွတ်စွတ်ဆက်ဆက်မြင်လိုက်ပြီဆိုရင်အဲ့ဒါဓမ္မနုပဒနာ ဖြစ်ပါတယ်အားလုံးဟာဓမ္မနုပဒနာမှာပဲနောက်ဆုံးလမ်းဆုံးရမှာဖြစ်ပါတယ်အဲ့ဒီဆင်ရောက်လာပြီဆိုရင် ဖြစ်ဖြစ်တည်းကိုလည်းပဲဖြည့်ဖြည့်မြင်လာပြီစိတ်စိတ်မြင်လာပြီဖြစ်ဖြစ်တည်းဖြည့်ဖြည့်မြင်ရကနေဖြစ်ဖြစ်တည်းမုံဖြစ်ဖြစ်တည်းဆုံးသွားကြမယ်ဆိုရင်ယောဂီများရဲ့အသိဉာဏ်လေးဟာနိဗ္ဗာန်စီတော့ဥတည်ပြီးတော့ပြေးသွားပါလိမ့်မယ် အဲ့ဒီအချိန်ဟာလောကုတ္တရာမဲ့ညာရတဲ့အချိန်ပါပဲအေးအဲ့ဒါကြောင့်ယောဂီရဲ့ပေါ့တော်ကောင်းတို့ဟာမိမိတို့ရဲ့တဏ္ဍာမှာ ရှိနေတဲ့ယောဓမနာမသဘောတရားကလေးတွေကိုအနုပဒနာ၄မျိုးထဲမှာဘယ်အနုပဒနာနဲ့ပဲရှိရှိနောက်ဆုံးဓမ္မနုပဒနာမှာဤကုန်ချုပ်ပြီးတော့ဖြစ်ပြတဲ့မြညာကနေဖြစ်ပြတဲ့မုံဖြစ်ပြတဲ့ဆုံးပြီးတော့လောကုတ္တရာမဲ့ညာဧကံမုတ်ချရပါလိမ့်မယ်လို့အဲ့ဒီလိုသဘောပေါက်ပြီးတော့ 有天下也有过去吧，无天哪天下也无天哪去吧，谁天下也谁过去吧？白修干的二个那边天下的皮子，天下的修干的二个那个啥比较修满动弹，外面别来讲吧，妖怪帮帮助。